ဝေတို့ဆိုတာသာသနာဘာသာကအယောတဝင်း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 အဲ့ဒီကြားထဲမှာသူကပရမတော့မဝှက်ဖြစ်ဘူးတော့အတိုင်းမဲ့သူ့အမေကအဲ့မှာငိုတယ်မိခင်ဆိုတာကတော့ဘာဖြစ်မီးတွေဝှက်တဲ့ခါတော့နော်မီးတို့သူ့အဖေတို့ဝှက်တဲ့ခါကျသူ့သားတို့ဝှက်စီတယ်တော့အဲ့ဒါသူကပရမ ချက်ချင်းအဖြစ်မပေးသေးဘူး။တော့သူ့မိမြင်ကြတာညီပြီးတော့ခနာသွားပြီးတော့အဲသူ့မိတကူဝစ်တယ်ဆိုရည်သူပြီးတော့ဝစ်တာပါ။နိုင်ငံရေးထက်မှရှိနေတဲ့ကုလန်တိုင်းရဲ့အမအမိသားစုကနေပြီးတော့ဒီဘက်ကငွေကြေးလှမ်းပို့ပြီးတော့ဒီမှာသူတို့အစားကိုကျွန်တော်တို့ကရှင်လူဝဲလေးအောင်ရလို့လုပ်ပြီးချင်းဖြစ်ပါလေခင်ဗျာ။ဒီကသူအဝေးရောက်နေတော့အဝေးရောက်ကအမဖိတ်ချမ်းတော့ င်ပါတယ်မီဒီယာအကုန်လုံးကျေးဇူးတင်တယ်ရဟန်းတန်ရှင်ပြုအလှပွဲကြီးပါအဲ့တော့ပြောရမယ်ဆိုမိသားစုတွေပဲเนาะဟိုစူပေါင်းရဟန်းတန်ရှင်ပြုမျိုးတော့မဟုတ်ဘူးမိသားစုတွေပဲ ဟိုနိုင်ငံရေးထက်မှာရှိနေတဲ့ကုလန်တိုင်းရဲ့အမမိသားစုကနေပြီးတော့ဟိုဒီဘက်ကုန်းကိုကြေလှမ်းပို့ပြီးတော့ဒီမှာသူတို့အစားကိုကျွန်တော်တို့ကရှင်ပြည်ဝဲလေးအောင်လို့လုပ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာကောလန်လည်းအတင်းဝှက်ခိုင်းရကြားတယ်အဘာဖြစ်လို့မဝှက်တာလဲပြောပါဦးဒါဒီလိုရှိပါလားကျွန်တော်ဝှက်ထားတာ17ပိုင်း2024ရမှာကျွန်တော်ဝှက်ထားတယ်ထပ်ဝှက်လို့ရှိရင်ကျွန်တော်ကိုထပ်ပြီးတော့ အဲ့ရနေကျွန်တော်မောင်းထမဲ့သဘောရှိတယ်ကျွန်တော်မိမ့်ပါအလကားပြောလာပါဟိုပါဘောဟိုဝတ်တယ်ဆိုတာတနေ့တစ်ခါလောက်ကျွန်တော်တို့ဝတ်ဖြစ်ပါတယ်အမြဲတမ်းအခါကျတော့နှစ်နှစ်တစ်ခါလောက်ဖြစ်သွားတယ်အခုကိုပင်းနေပါနဲ့အလိုက်တစ်ခါကျတော့၃နှစ်၄နှစ်လောက်ကျွန်တော်တို့မဝတ်ဖြစ်ပါဘူးအဲ့နဲ့ကျွန်တော်ဒီဆက်လာပဲကျွန်တော်မိသားစုနဲ့ကျွန်တော်တစ်ခါဝတ်တယ်အခုဒီမှာကိုဟိုလန်ဒန်ကလည်းမိသားစုကလည်းကျွန်တော်ကမိသားစုလိုဖြစ်နေတာလေဟိုရင်တွေကဆိုတော့မိသားစုကအားလုံးနဲ့ကြီးနေတော့ကျွန်တော်ဒီကမှအတင်းဝတ်ခါကြကမန်းတယ်မဖြစ်ဘူးလေမဖြစ်ဘူးလေ ျွန်တော်ဘာရောက်လဲဆိုတော့ကျွန်တော်ကဒီမှာကရုတ်တဝက်မဲ့ဟာကျွန်တော်အဆင်မပြေဘူးကျွန်တော်ရှေ့ကားမှာကျွန်တော်ကားလက်ခံလာတာပေါ့ကျွန်တော်နောက်၄ငါးဆိုရိုက်ပြီပေါ့ကျွန်တော်မင်းသားနေရာဆိုတော့ကျွန်တော်ကရုတ်မြက်အဆင်မပြေဘူးလေလက်ကစားတော့အဲ့တော့အဲ့တော့အဲ့တော့ဆိုတာ तू ကဒီချိန်မှာ तू ကလည်းပြောမယ်ဆိုမအားမလက်တဲ့တခြားပရာဟိတကိစ္စတွေရှိတယ်တခြားဘာသာရေးကိစ္စတွေရှိတယ်အာကျွန်တော်တခြားအလှူပွဲတွေအလှူရှင်တွေအလှူပွဲကိစ္စတွေရှိတယ် ဒါပေမဲ့ဒီကြားထဲမှာသူကဘာမှတော့မဝှက်ဖြစ်ဘူးတော့ဒါပေမဲ့သူ့အမေကအဲ့မှာငိုတယ်မိခင်ဆိုတာကတော့ဘာဖြစ်ဖြစ်ညီးတွေဝှက်တဲ့ခါတော့နော်ညီးလို့သူ့အဖေလို့ဝှက်တဲ့ခါကျသူ့ပါအောင်လို့ဝှက်စီကျွန်တော်အဲ့လေသူကဘာမှချက်ချင်းအဖြစ်မပေးသေးဘူးနော်သူ့မိမျက်ရည်ကြတာညီးပြီးတော့သနာဝါပြီးတော့အဲသူ့အမေတကူဝှက်တယ်ဆိုရည်သူပြီးတော့ဝှက်တာပါအော်ပြောရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ခဏခဏဝတ်တည်ပေမဲ့ဒီတခါဝတ်တာသူ့ကပီတိပို့ပြီးတော့ပျော်ရတဲ့ဟာ မှတ်မထင်မဲကျွန်တော်တို့ဆိုလို့ရှိရင်ဒီနေ့ကအလှုပ်အလှဲ့နေအဲ့ဒါပြင်ကကြတော့ကျွန်တော်တို့အစင်းမွေးနေပေါ့ကျွန်တော်တို့ပျော်ပဲရှိလို့မထည့်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပျော်ပဲရှိလို့ကျွန်တော်တက်တက်မထည့်ကြလို့မထည့်တာ။ဒါဆိုတော့မော်လန်ဒန်ဆိုတာကအလွတ်တန်လောကနာမည်ကျော်လူရှင်တော်အတိုင်းဝိုင်းကျွန်တော်လူရှင်တော်ဟာတနော်အတိုင်းဝိုင်းကဒီပါ။သူပွဲလုံးမဲ့ဟိတ်ဆိုလို့ရှိရင်အလကားအကုန်ပြစ်တာနဲ့လာလုံးမဲ့လူတဖို့ကြီးပါ။နော်အမှုမြန်သမားမရှိပါဘူး။ဒါပေမဲ့သူနေရာဒေသကလည်းရန်ကုန်မြို့လေကောင်းကြီး ဆိုတော့ကျွန်တော်တို့ဒါကြောင့်မလို့စိတ်သက်ကိုစာနာတော့အဖြစ်ကျွန်တော်တို့ပျော်ပွဲရှင်ဝင်မထည့်ပဲနဲ့ရိုးရိုးရှင်ပြုပွဲလေးပဲထည့်လိုက်ခြင်းဖြစ်ပါလေခင်ဗျာကားလေမဖြစ်မနေပေါ့ကားလေပွဲရှိရှိအစုပ်ပွဲရှိတော့ကျွန်တော်တို့အများကြီးဖြတ်လိုက်ပါဘာကြောင့်လဲဆိုတော့တစ်ဖက်မှာငုံငင်းချက်မှာတစ်ဖက်မှာပျော်ပွဲရှင်ဝင်မလုပ်ချင်ဒါပေမဲ့ကျွန်တော်တို့ကပွဲတွေကကြိုလက်ခံထားတဲ့ခါကျတော့အဲ့ဒီနေရာဒေတာကပွဲလုံးမယ်ဟိဆိုကျွန်တော်တို့ညင်းပိုက်ကိုမရှိကျွန်တော်တို့ကအနည်းမြန်သွားကြကိုယ့်ကူမပိုက်ပြိဿကပဲပိုက်တာဘာမို့တပွဲနှစ်ပွဲသွားခဲ့ပါတယ် သွားခဲ့တဲ့နေရာမှာလည်းကျွန်တော်တို့အကျိုးရှိအောင်လို့ကျွန်တော်တို့အဖွဲ့ကရတဲ့စုကြီးတွေစုတယ်ပြီးတော့ပရိသတ်တွေကိုစီမီကျွန်တော်တို့အလှူခံတယ်စုတယ်အဲ့ဒီငွေကြေးတွေအားလို့ကျွန်တော်တို့ဒီငလင်းကဲသိမ်းမှာကျွန်တော်ပြန်လှူခဲ့တာဒါပေမဲ့ဒီမှာလည်းဖြစ်ချင်တော့ကျွန်တော်တို့အလှူပွဲတွေရတယ်ဒီမှာလည်းရှိတယ်ဒါလည်းကြိုတင်စီစဉ်ရတာလေဘာကြောင့်တရနှစ်ရက်နဲ့ကြိုစီစဉ်လို့ရတာမဟုတ်တပတ်လောက်နဲ့ကြိုစီစဉ်လို့ရတာဒါလားနဲ့ချီပြီးတော့ကြိုတင်စီစဉ်ထားတဲ့အရာဆိုတော့ဒီမှာအခြေအနေမကောင်းဘူးဆိုတော့တို့လည်းဒီအလှူပွဲကြီးကလောက်ရှိမယ်ပေါ့ဒါဒီမှာလည်းနည်းနည်းဟို မဖြစ်မနေလောက်ရမယ်ဆိုတဲ့အနေအထားမျိုးလေးဖြစ်တဲ့ခါကျတော့ဒီရှင်မီဝဲလေးကိုလုပ်ပြပါတယ်ကိုကြီးမဆာလို့တော့မဟုတ်ပါဘူးအားလုံးကောင်းတဲ့အလုပ်ကိုလည်းအတူတူလုပ်ရတယ်လို့ကျွန်တော်တို့စိုးခဲ့ရတယ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေဝိုင်းဝန်းစုပေါင်းခံကြတာစုပေါင်းပြီးတော့ကြိုးစားကြတာပါဒါကြောင့်မလို့ကျွန်တော်တို့အလူဒါနတစ်ခုပြုလိုက်လိုက်ရှင်ဒီနေရာဒီဒေသဒီရက်ကွက်မှာဖြစ်နည်းနည်းအေးချမ်းတဲ့အတိတ်နှမိကိုဆောင်ရတယ်ဒါမှမဟုတ်လည်းပြုလုပ်ခြင်းဖြစ်ပါတယ်ခင်ဗျာပျော်ရွှင်ချမ်းမြေ့စရာနှစ်သိမ့်မင်္ဂလာဖြစ်ပါစေ။ အားလုံးအားလုံးတော့မြန်မာနိုင်ငံလူနိုင်ငံသားနဲ့တခွန်ရသားသမီးများအားလုံးဒီလဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါသည်မရှိမလှမဝဆိုတဲ့စကားတွေမကြားရတဲ့ပုံကူဖြစ်ပါစေနော်အန်ရကင်းဘေးရှင်းနော်အနာရောဂါကင်းရှင်းစွာနဲ့အားလုံးကျန်းမာချမ်းသာပါစေလို့ဆုမကောင်းတောင်းပေးပါလိမ့်မယ်